အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခေတ်တော့ Great English Unit 12 Organization Comprehension BC ရဲ့ 12V Vocabulary ABC ကိုတူတူလေ့လာကြည့်ကြရအောင်ပါ B Read the passage again အမိုက်ကိုပြန်ပြီးတော့မှဖတ်ပါတဲ့ and ပြီးတော့ complete the table ဒီဇာတ်ကိုဖြည့်စွက်ပါတဲ့ when the example given for the general expressions in column A column A မှာပေးထားတဲ့ဒီ general expression တွေအတွက်ဒီဥပမာတွေနဲ့ဒီဇာတ်ကြီးကိုဖြည့်စွက်ပေးပါတဲ့ an example each is given in column b ဒီ example တစ်ခုချင်းစီကိုဒီ column b မှာပေးထားတယ်ပေါ့နော် example တစ်ခုကို column b မှာပေးထားတယ်တဲ့ကျွန်တော် summary ထဲမှာပြန်ဖတ်ပြီးတော့မှ summary ထဲမှာပါတဲ့ဒီ example တွေကိုဒီထဲမှာဖြည့်ပေးရမှာပေါ့နော် ဟုတ်ကဲ့ကြည့်ကြအောင်တစ်ဖက်က column A မှာ general expression ပေးထားတယ် column B မှာ example ပေးထားတယ်ဒီ medical service providers ဒါနဲ့ပတ်သက်ပြီးတော့မှ service ထဲမှာပေးထားတယ်ဒီ example တွေကဘာတွေလဲဆိုရင်ကျွန်တော်ကဒီ slide တွေကိုထပ်မသွားတော့ဘူးဒီ exercise ကနည်းငယ်လွယ်တဲ့အတွက်ကျွန်တော်ဒီမှာပဲဒီတိုင်းဖြည့်ပြသွားပါမယ်ဟုတ်ကဲ့ medical service providers တွေက service ထဲမှာပေးထားရတယ်ဒီ healthcare center လို့ hospitals လို့ပေါ့နော်နောက်တစ်ခုက education institutions တွေကပါတယ်လဲဆိုရင် schools တို့ colleges တို့ဒီ university တို့ပေါ့နော်ဟုတ်ကွာ urban comforts and conveniences ကပါတယ်လဲဆိုရင် recreation centers တို့ libraries museums parks beauty salons hotels and restaurants တွေဖြစ်တယ်နောက်ခုက a desirable resource brought about by urbanization ဒီတော့နေလူတွေအများအပြားမြို့ကိုရှင်းပြောင်းလာခြင်းရဲ့ဒီမလိုလားအပ်တဲ့ ရက်လက်တွေကဘာဖြစ်မလဲဆိုတော့ဒီ example တစ်ခုကတော့ the growth of slums နဲ့နောက်ကဘာလဲဆိုတော့ problems of unemployment overcrowded living quarters traffic congestions air pollution arise in coastal living in urban crime တွေဖြစ်ပါတယ်နောက်က urban crime ကဘာတွေပြီးထားလဲဆိုရင်ဒီမြို့ပြဒီရာဇဝမှုတွေကတော့ marginal stealing drug abusing prostitution and murder တွေဖြစ်ပါတယ်ဟုတ်ကဲ့တရားလွယ်ပါတယ် so let's continue if a food center answer to each question မေးခွန်းတစ်ခုချင်းစီအတွက်မေးခွန်းတစ်တစ်အတွက်ပြည့်ပြည့်စုံစုံဖြည့်ပေးပါရစေ number 1 for what reasons ဘာအကြောင်းကြောင့် do people live in a countryside countryside တောကြီးလက်မှာနေသောလူတွေက often leave their rural homes ရေပေါ်အားဖြင့်ဘာကြောင့်မို့သူတို့ရဲ့တောကြီးလက်ကိုစွန့်ခွာသွားကြတာလဲတဲ့စွန့်ခွာသွားကြတဲ့အကြောင်းရင်းတွေကဘာအကြောင်းရင်းတွေလဲတဲ့အဲ့တော့ဒီ slide ထဲမှာပေးထားတဲ့အကြောင်းရင်းတွေကတော့ People living in the countryside often leave their rural homes for political, economic, or social reasons. နိုင်ငံရေးရလည်းဖြစ်မဲ့စစ်ပွဲရေးရလူမှုရေးရအကြောင်းပြချက်တွေကြောင့်မို့သူတို့ရဲ့ country site ကိုစွန့်ခွာသွားကြတာဖြစ်ပါတယ်။ဟုတ်ကဲ့နံပါတ်2 the phrase greener pasture in line 9 line 9မှာပါတဲ့ဒီ greener pasture ဆိုတဲ့ phrase ကတဲ့ is similar in meaning to တူညီတဲ့အဓိပ္ပာယ်ရပါတယ်တဲ့ A က places that are green စိမ်းလမ်းတဲ့နေရာတွေ places in back city ကြီးမားတဲ့မြို့ကြီးတွေမှာရှိတဲ့နေရာတွေ C places that offer new opportunities opportunity ဆိုတော့အခွင့်အလမ်းကောင်းနေပေါ့နော်အခွင့်အလမ်းအသစ်တွေပေးစမ်းနိုင်တဲ့နေရာတွေဆိုတော့ဒီ greener posture ဒီဒီဆောင်ရွက်ထဲမှာပေးထားတဲ့ greener posture ကဘာနဲ့အသင့်တော်ဆုံးလဲဆိုတော့အဓိပ္ပာယ်တူလဲဆိုတော့ C ပဲဖြစ်တာပေါ့နော် places that offer new opportunities အကြေးဖြစ်မယ်ဆိုရင်တော့ the phrase greener posture in line line is similar in meaning to C places that offer new opportunities ဆိုပြရမှာပါတို့တော့ကျွန်တော်ဒါဘောပဲကျွန်တော် circle လုပ်လိုက်ပါတယ်ဟုတ်ကဲ့အဆင်ပြေပါပါစစ်ကြည့်ကြရအောင်3 when human beings wish to be better what do they do လူတွေကတဲ့ပူပြီးတော့မှသာလွန်ကောင်းမွန်ခြင်းတွေကသူတို့တွေမလုပ်ကြသလဲတဲ့ဟုတ် when human beings wish to be better they switch from one job to another အလုပ်အလုပ်တွေပြောင်းလဲကြတယ် move from one place to another နေရာတွေပြောင်းလဲကြတယ်ပြောင်းရှိကြတယ် give a one method and try something else ဒီဒီနိစ္စနဲ့တက်တခုကိုနိစ္စနဲ့တခုကိုဆွလွတ်ပြီးတော့မှနောက်အသက်ဆန်းတွေကိုဒါရှာဖွေကြိုးစားကြတယ်ပေါ့ Okay, number 4. When modern livestock and dairy farms are established in a countryside, တော်ကြလက်မှာတဲ့ဒီခက်မိတဲ့ဒီတရစမှုမီခြံနေနှုတ်ထွက်ခြံတွေကိုတော့စနေတီထောင်ကြတဲ့အခါ what happens to the real farmers there? ဒါအဲ့နေရာမှာရှိတဲ့တော်ကြဒီတောကလယ်သမားတွေတွေ့တဲ့ဘာဖြစ်သွားတယ်လဲတဲ့အဲ့တော့ when modern livestock and dairy farms are established in the countryside The reformers began to find it more and more difficult to earn enough to meet their daily needs. သူတို့ရဲ့ဒါနေ့စဉ်ဘဝလိုအပ်ချက်တွေကိုလုံလုံလောက်လောက်နော်ဝင်ငွေရနိုင်ဖို့အတွက်သူတို့ခက်ခဲခက်ခဲတက်တက်ခက်ခဲသွားတာပေါ့နော်။ဟုတ်ကဲ့5 because of war in some parts of the world ကဘာကြီးရဲ့တချို့နေရာတွေမှာတဲ့စစ်ပွဲတွေကြောင့်မို့ what do people what do people in live what do people in village have to do တိုးရွာမှာနေတဲ့သူတွေကဘာလုပ်ကြရသလဲတဲ့။အဲ့တော့ the because of war in some parts of the world people are living sorry people in villages have to abandon their homes and find somewhere else to live သူရဲ့အိမ်တွေကိုစွန့်ခွာပြီးတော့မှနေထိုင်မှုတွေနေရာတစ်တည်းရှာဖွေကြရတယ်ပေါ့နော်ဟုတ်ကဲ့စကြည့်ကြအောင် what kind of a desirable resource does urbanization bring about ဒီတော့ကနေလူတွေအများအပြားရှေ့ပြောင်းမြို့ကိုရှေ့ပြောင်းလာခြင်းရဲ့ဒီရှေ့ပြောင်းလာရခြင်းရဲ့ မလွတ်လပ်တဲ့ရက်လက်တွေပေါ့နော်မလွတ်လပ်ရက်လက်တွေဘယ်နှမျိုးလဲတဲ့ပါဒီ bring about ဆိုဖြစ်စေတာပေါ့နော်ဟုတ်ကဲ့စကြည့်ကြအောင် urbanization brings about economic and social aids ဒီကတော့စီးပွားရေးရာပြဿနာတွေလူမှုရေးပြဿနာတွေဖြစ်စေတာပေါ့နော်7 when the growth of slums ဒီဆိုင်လာကြကွက်တွေတိုးပွားလာတဲ့ဒီတိုးမြင့်လာတဲ့သူ where of people forced to live လူတွေကိုတဲ့အဲ force ဆိုတာဒီဖိအားပေးတာပေါ့နော် where are people forced to live လူတွေကိုတဲ့ဘယ်နေရာတွေမှာနေထိုင်စီတာလဲတဲ့အဲ့တော့ဒီ scenario ရပ်ကွက်တွေတိုးတက်လာနေမြတ်တိုးပေါ်လာနေမြတ် when the group of slum people are forced to live in shanties and hovels and the inzo inkok တွေ ਨੇ ဒါနေထိုင်မှုတွေဒါဖိအားဖြစ်လာတာပေါ့နော် number 8 if more job opportunities can be created အကယ်၍ဒီအခွင့်အလမ်းအလုပ်ကံခွင့်အလမ်းတွေပိုပြီးတော့မှဖန်တီးပေးနိုင်မယ်ဆိုရင် what problem can be solved ဘာပြဿနာကိုဖြေရှင်းနိုင်လဲတဲ့ဒါတော့ if more job opportunities can be created problems of unemployment can be solved ဖြစ်ပါတယ်ဟုတ်ကဲ့စကြည့်ကြအောင် to what extent ဘယ်အတိုင်းဓာတ်ကြီးပေါ့နော် extent ဆိုတာအတိုင်းဓာတ်တစ်ခုတည်းကိုပြောတာ should the police force may should the police force be expanded ဘယ်အတိုင်းဓာတ်တစ်ခုတည်းဒီရဲတပ်ဖွဲ့အင်အားတွေကိုတိုးချဲ့ဖို့လိုအပ်တယ်လေတဲ့ဟုတ်ကဲ့ police force should be expanded in proportion to the increase in population and crime ဖြစ်ပါတယ်ဒါလူကြီးတိုးတက်လာတာနဲ့အမျရဲစုံမှုတိုးတက်လာတာနဲ့အမျသူ့ရဲ့အချိုးစားလိုက်ရဲတပ်ဖွဲ့ရင်အားကိုတိုးချဲ့တင်တာဖြစ်ပါတယ်10 if you are living in a village အကယ်၍သင်ဟာရွာတောင်မှနေနေတယ်ဆိုရင်နဲ့ would you move a big city မြို့ကြီးကိုပြောင်းရှိမှလားတဲ့ why ဘာကြောင့်လဲတဲ့ okay ဒါကတော့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ opinion ကိုမေးတဲ့အတွက်အဲအတင်းအကျပ်အဖြစ်ကတူနေမှာမဟုတ်ဘူး my simple answer is if i were living in a village I wouldn't move to a bad city ကျွန်တော်တော့ပြောရှင်းမှာမဟုတ်ဘူး why ဆိုတဲ့ because I can't stand air pollution ကျွန်တော်ကတော့သိမခံနိုင်ဘူးလေထုညဉ့်ညံတာတွေ noise pollution ဒီတရားဆူညံတာတွေပေါ့နော် light pollution ဒီအလင်းရောင်တွေလည်းကျွန်တော်သိမကြိုက်လို့ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တော့မြို့ကိုရှင်းမှာမဟုတ်ပါဘူး The last one, would you like to live in a village or a city? ညကြီးမနေချင်လားတောရောက်မနေချင်လားတဲ့ why ဘာကြောင့်လဲတဲ့ Okay, I would like to live in a village near a town. ကျွန်တော်မြို့နာက ီရွာလေးတရမှာပဲနေနေပေါ့နော်တအားကြီးဝေးတဲ့နေရာလည်းမဟုတ်ဘူးတအားကြီးဟိုမြို့ထဲမှာလည်းမဟုတ်ဘူးအဲရွာမြို့အနီးနားကရွာလေးတရမှာနေနေတာပေါ့။ဘာလဲဆိုတော့ as there is no pollution ညဉ့်ဉန်းမှုတွေလည်းမရှိဘူး traffic congestion လည်းမရှိဘူး it makes me peaceful ကျွန်တော်ကိုဒါငြိမ်းချမ်းစေတော့ပေါ့တွေ့ရောက်မှနေရတာကဟုတ်ကဲ့ဆက်ပြမယ်ထင်ပါတယ်ဆက်စစ်ကြည့်ကြရအောင် Toby vocabulary compound nouns compound nouns ဆိုတာကပေါင်းစပ်ထားတဲ့နံနေ နံတစ်ခုပေါင်းထားတယ်ပဲဆိုပါဆိုနော် study the following examples အောက်မှာပေးထားတဲ့ဥပမာတွေကိုလေ့လာပါတဲ့ what boils noun plus noun ပေါ့ရေဘူးပေါ့နော် petty fees petty ဆိုလဲနောင်းမယ် fees ဆိုလဲနောင်းမယ်လေခွင့်များ a compound noun a compound noun ပေါင်းစပ်နံတစ်ခုဟာဆိုရင် consists of ဖွဲ့စည်းထားတဲ့ more than one word ဒီစကားလုံးတစ်လုံးထက်ပိုမှဖွဲ့စည်းထားရပါတဲ့ compound nouns can be formed ဒီပေါင်းစပ်နံတွေကို can be formed အဲဖွဲ့စည်းလို့ရတယ် in different ways ပုံစံအမျိုးမျိုးနဲ့ ဖွင့်စည်းလို့ရတယ်တဲ့ပုံဖော်လို့ရတယ်တဲ့ the most common way is အတုံးအများဆုံးနီလန်ကတော့တဲ့ to put two nouns together နာမ်တစ်ခုကိုပေါင်းစပ်လိုက်တာပဲတဲ့ noun plus noun ပေါ့ other common type ဆို adjective plus noun တခြားဒီအတုံးများတဲ့မျိုးစားတွေကတော့ adjective နဲ့ noun နဲ့ပေါင်းတယ် in verb plus noun verb နဲ့ noun နဲ့ပေါင်းပါတယ်တဲ့အဲ့တော့ common nouns ဖြစ်ဖို့ဆိုရင် noun တစ်ခုပေါင်းလာလဲရှိမလို့ adjective နဲ့ noun နဲ့ပေါင်းလာလဲရှိမလား verb နဲ့ noun နဲ့ပေါင်းလာလဲရှိပါမယ်တဲ့စစ်ကြည့်ကြမယ် match the nouns in column A with those in column B column A မှာပေးထားတဲ့ noun တွေနဲ့ column B မှာပေးထားတဲ့ noun တွေနဲ့နော် match တွဲပေးပါတဲ့ from compound nouns found in the read the passage ဒီ sorry to form compound nouns found with, with the passage ဒီစာပိုက်ထဲကဖတ်တဲ့အခါတွေ့ခဲ့တဲ့ compound nouns compound noun တွေနဲ့နော် compound noun တွေဖြစ်ဖို့အတွက်တဲ့ဒီ column A မှာပေးထားတဲ့ noun တွေနဲ့ column B မှာပေးထားတဲ့ noun တစ်ခုကိုတွဲပေးပါတဲ့ဒါ ဒီ passage မှာပါပြီးသားဆိုတော့ကျွန်တော်တို့ထုထွေအားထုတ်နေကြမလို့အဲ့တော့ online အိမ်မှာပေးထားတာ air beauty dairy drainage drug housing recreation route rural service traffic and employment လို့ပေးထားတယ်ဒီမှာ column B မှာ provider center salon congestion pollution abusing plan system problem cause forms folks လို့ပေးထားတယ်ပေါ့နော်အဲ့တော့စာပေထဲမှာတော့ကျွန်တော်တစ်ခုချင်းရှာနေရင်တော့အချိန်အတိုင်းတာက ဓာတ်ကြီးချိန်ကြတော့မှဖြစ်တဲ့အတွက်ကျွန်တော်ဒီဒီဘက်ကမှဒီဘက်ဇာတ်ထဲမှာပဲကျွန်တော်တခါတည်းဖြည့်ပြလိုက်ပါမယ်အဲ့တော့အဲဗီဒီယိုလေးကို pause လုပ်ပြီးတော့မှခဏလောက်စဉ်းစားမယ်ဆိုတော့မှဒီဖြည့်ရမှာပေါ့နော်အဲ့တော့ air နဲ့တွဲရမှာဒီ pollution ဖြစ်ပါတယ် beauty နဲ့ကတော့ salon dairy farms drainage system track abusing housing plan recreation center root cause rural rural force ဒီမှာကျွန်တော်နောက်ခေါက်ရေးမိသွားပါတယ်သိခံပေးပါ service provider traffic congestion unemployment problem ဖြစ်ပါတယ်။ဟုတ်ကဲ့စစ်ကြည့်ကြအောင် complete each sentence with an appropriate compound noun from exercise A as the example. example မှာပေးထားသလိုမျိုးတဲ့ exercise A က compound nouns အနေနဲ့တင့်လျော်တဲ့ compound noun တွေနဲ့အောက်ကကွက်လက်တွေကိုဖြည့်ပေးပါတဲ့ okay အဲ့တော့ဟိုဘက်က slide ကိုကျွန်တော်ထပ်မသွားခြင်းနဲ့အတွက်ကျွန်တော်ညာဘက်မှာဒီ compound nouns တွေကိုယူလာပေးပါတယ်အဲကျွန်တော်ဒီဘက်ကကွက်လက်ထပ်အောင်ဖြည့်ကြရအောင် our happiness is the blah 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 of his illness စိတ်မချမ်းသာခြင်းကစိတ်ဆင်းရဲနေခြင်းကသူ့ရဲ့နေမကောင်းဖြစ်နေခြင်းရဲ့ဘာပဲဖြစ်မလဲ yes ခဏစဉ်းစားကြည့်ရင် yes အနောက်ဆုံးကတော့ root cause ဖြစ်ပါတယ်အဓိကအကြောင်းရင်းပါပဲစိတ်မချမ်းသာခြင်းကစိတ်မချမ်းမြေ့ခြင်းကသူ့ရဲ့ကျန်းမာရေးမကောင်းတာဖြစ်နေခြင်းရဲ့အဓိကအကြောင်းရင်းပဲပေါ့နော်အဲ့တော့ root cause ဖြစ်လိုက်ပါပြီနံပါတ်2 many in the rural areas are turned into industrial zones many blah 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 in the rural areas တော့ကြည့်လိုက်နေရာမှာရှိတဲ့ many blah 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 တွေကအဲ့ ် we turn into sorry ဝယ်ဖြစ်ရမှာပါ sorry ကျွန်တော်ဒီ type error ပေါ့နော် mistyping လေးသိခံပေးပါ turn into industry ရဲ့ဆုံးစစ်မှုဇုံအနေနဲ့ပြောင်းလဲပေးကြတယ်တဲ့ many ဘာတွေဖြစ်မလဲ yes many very fun အဒီ note နေပေါ့နော် this area was very muddy ဒီ area ကအရင်ကိုရှင့်ရှင့်ထူတယ်တဲ့ before the blah 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 was installed install ဆိုတာတက်ဆင်တာအဲ့တော့ဒီ ကုလတ်ကိုတမတ်ခင်မတ်ဆင်ခင်တော့ငါကုလတ်ကိုစတင်ပြီးတော့မှเนาะအကောင့်တန်ဖော်ခင်တော့ငါတော့တဲ့ဒီအီဒီရဲ့အရန်ကိုရှင့်တူတယ်တဲ့ဘာဖြစ်လို့လဲဘာကိုမတ်ဆင်ခင်ကလဲဆိုတော့ yes เนาะ drainage system ဖြစ်ပါတယ်ဟုတ်ကဲ့နံပါတ်3 to resolve blah 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 we must create more opportunity job opportunities ဒီကုလတ်တစ်ခုကို resolve ဆိုဖြည့်ရှင်းတာပေါ့เนาะဖြည့်ရှင်းမှုဆိုရင်ねပို့ပြီးတော့မှအလောက်ကန်ခွန်းလန်းတွေကိုဖြည့်ရှင်းရမယ်ဖန်တီးပေးရမယ်တဲ့ ဘာဖြစ်ရှင်းဖို့လဲဆိုရင် yes i employment problem ဖြစ်ပါတယ်နောက်တစ်ခု this weekend ဒီဒီစနေနေ့ကနေမှာတဲ့ i'm going to visit my blah 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 who live in a village တော်ကြည့်မှနေတဲ့ကျွန်တော်ရဲ့ကွလတ်တွေကိုတဲ့ကျွန်တော်သွားလဲမှာတဲ့တော်ကြည့်လက်မှနေတာဘယ်သူတွေဖြစ်မလဲဘာတွေဖြစ်မလဲ yes rural folk နော်တော်ကြည့်လက်ကအမျိုးတွေစီတော်ကြည့်လက်ကအမျိုးတွေစီပေါ့ do you usually go to the blah 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 to have your haircut မဲ့ဆဗင်ညတ်ဖို့တွေ the have your haircut ဆဗင်ညတ်တာဗောနော်ဆဗင်ညတ်ဖို့တွေမဲ့ဘယ်ကိုသွားလိမ့်ရှိလဲနော် to the yeah beauty salon ဖြစ်ပါတယ် beauty salon seven there is a bubble blah on the ground floor ground floor ဆိုတာကမြေကြီးတက်ကိုပြောတာ apartment တစ်ခုမှဖြစ်စေ flat တဲ့ apartment တစ်ခုမှ building တစ်ခုမှမြေကြီးတက်ကိုပြောချင်တာပါမြေကြီးတက်မှာကွက်လိုက်ရှိတယ်တဲ့ you can play table tennis there အဲ့မှာမဲ့စပွဲတင် tennis ping pong ပေါ့နော် ping pong ကစားနိုင်တယ်တဲ့ there is ဘာဖြစ်မလဲ yes recreation center ဖြစ်ပါတယ်။ဟုတ်ကဲ့ number 8 among the causes of blah 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 car exhaust fumes are the worst ဒီကွက်လက်ဖြစ်ခြင်းရဲ့အကြောင်းရင်းတွေအများကြီးနေကားတဲ့ car exhaust fumes are the worst car exhaust နဲ့ထွက်တဲ့ fumes ဒီတံငွေတွေကားတဲ့အာမိခိုးတွေပေါ့နော်အာ the worst အဆိုးဆုံးပဲတဲ့။ဘာဖြစ်မလဲ yes ရှိတာဒီ air pollution ပဲဖြစ်နေတာပေါ့ yes air pollution တွေဖြစ်တဲ့အကြောင်းများတွေက car exhaust နဲ့ထွက်တဲ့တံငွေတွေဒီမိခိုးတွေကအဆိုးဆုံးပဲပေါ့ architects are currently drafting a new blah 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 for our city. Architects are Biduga Ribura, no? Biduga, Pinashinigare, Biduga Maria currently could allow the drafting so a through you a new blah 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 for our city. General Muji do it by the yes, Apimale housing plan, yes. Oh, in Simangini, no? Okay, number 10, much of, much of the crime in this area is related to ဒီ area မှာရှိတဲ့ဒီရာဇဝမှုအများစုကတဲ့ရာဇဝမှုအများပြားက rated တူဆက်ဆက်နေတာဘာနဲ့ဆက်ဆက်နေလဲကျွန်တော်မှနှစ်ခုပဲရှိတယ် yes နှစ်ခုပဲကျွန်တော်ထင်နေတာဒီ track using မူရစေဝါတုံးဆွဲခြင်းနဲ့ပဲပေါ့အလွဲသုံးမှုခြင်းနဲ့အလွဲသုံးခြင်းနဲ့ဆက်ဆက်နေတာပါ now 11 blah 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 in last sitting seem to be in absolute insoluble problem in last sitting in last city တကယ်မြို့ကြီးတွေမှာတဲ့ seems to be in insoluble ဆိုတာကမဖြေရှင်းနိုင်တော့ problem ပြဿနာတွေပဲတဲ့အဲ့တော့ဒီဟာဒါတခုပဲကျွန်တော်တို့ဆိုတော့စဉ်းစားကြရမလို့တော့ဘူးအဲ့ကျွန်တော်တို့ဒီနောက်ဆုံးမှာမြို့ကြီးတွေမှာရှိတဲ့ဒီ traffic congestion ကဖြေရှင်းလို့မရတဲ့ပြဿနာဖြစ်ပုံရတယ်တဲ့အဲ့တော့အဖြေက yes traffic congestion ဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့စင်ပြမယ်ထင်ပါတယ်ကျွန်တော်တို့စကြည့်ကြရအောင်နောက်တစ်ခုက as and like very easy ပါ Study the following examples and pairs as and like are used as preposition. The as and like word preposition in a don't put out He worked for a long time as a teacher in Africa. The Africa ma se a deo appear to change a look at it. His job is teaching. Look at it. It rained all weekend as we thought it would. General Tengere No, It rained all weekend. The ballo, we are we thought it will rain and it rained it really rained ကျွန်တော်တို့မိုးရွာမထင်းခဲ့တာတကယ်လည်းမိုးရွာတယ်ပေါ့နောက်တစ်ခု she was in a hotel like me သူဟာကျွန်တော်လိုပဲ hotel တစ်ခုမှာလိုလိုတာ we both work in a hotel ဟုတ်ကဲ့ okay. it's hot in this room ဒီခန်းမှာပူတယ်တဲ့ it's like an oven မိဘူးကြီးလိုပဲနော် both an oven in this room are hot ဒီမိဘူးရောဒီခန်းရောနှစ်ခုလုံးပူတယ်တဲ့ she's got ဒီနေ့မှာ she's the အရှိအဆက်ဖြစ်ပါတယ် she's got a shawl like mine shawl ဆိုတာပေါဝါပေါ့နော်အဲကျွန်တော်လိုပဲတဲ့ကျွန်တော်လိုကျွန်တော်ပေါဝါလိုမျိုးသူမှလည်းပေါဝါတစ်ထည်ရှိရဲ့တဲ့ border verse got the same kind of shawls ကိုပြောတာ this house looks like a castle ဒီအင်းကြီးကြီးရတာရဲတဲ့ကြီးလိုပဲတဲ့ the appearance of the house and that of a castle is complete ဒီအင်းရဲ့ပုံမှန်တန်တဲ့ဒီရဲတဲ့ရဲ့ပုံပြန်ပုံပြန်တန်ကိုနိုင်ရှင်နေတယ်မှာတုံထားတာတဲ့အဲ့တော့ as like အကယ်၍ဟို SMPU ဆိုရင်တခြား resource တွေမှာထပ်လည်လာစေချင်ပါတယ်ကျွန်တော်တို့ဒီ sunset ကိုပဲဖြည့်ပြတဲ့ရည်ရွယ်ချက်နဲ့ဆိုတော့ကျွန်တော်တန်တဲ့ resource တွေကို reference တွေကိုမပြောတော့ပါဘူးနောက်တစ်ခု the use of us s plus noun s နဲ့ noun နဲ့တွဲတာ၄တဲ့ and mean ဆိုလိုတဲ့ in the role of ခဏတစ်ခုအနေနဲ့ and is commonly used to talk about jobs အလုပ်ကိန်းတွေအကြောင်းပြောချင်ရင်ဒီ s ကိုပဲသုံးတယ်တဲ့ in the role of အနေနဲ့နော် as is also used to compare something as ကိုတဲ့အသုံးပြုတယ် compare something တခုခုကိုနိုင်ရှင်ဖို့တဲ့တဲ့ဆိုလိုတာက the same as something else တခုခုနဲ့တခုခုတူတယ်ဆိုတာကိုနိုင်ရှင်တဲ့နေရာမှာသုံးတယ်တဲ့ or the same condition အခြေအနေတခုနဲ့တခုတူတယ်ဆိုရင်နိုင်ရှင်တဲ့နေရာမှာလည်းသုံးပါတယ်တဲ့ okay အဲ့တော့ as ကိုပြောမယ်ဆိုရင်အလုတ်ကန်တဲ့အကြောင်းပြောနေရမှာဘာအဖြစ်နော်ဘာအဖြစ်လို့လုပ်တယ်အဲအဲ့လိုအဲ့လိုနေရာတွေမှာ သုံးတာတဲ့ခန္ဓာတခုအနေနဲ့ဆိုရတဲ့ပဲပါတဲ့နောက်တစ်ခုက the use of like like ကိုပြနေရမှာသုံးတယ်ဒီနေရာမှာ like ကတော့ ကဲ့သို့ပဲ as လဲကဲ့သို့ပဲ like ကဒီနေရာမှာကြိုက်သေးတော့မဟုတ်ဘူးပေါ့နော် like plus now me similar to လားတူတယ်လို့ပြောနေတာတဲ့ in the same way as in the same way as သူနည်းတူစာပဲလို့ပြောနေတာပေါ့နော် when we compare appearance or behavior we use like not as ကျွန်တော်တို့ဒီ appearance ပုံမှန်တန်တွေအပြစ်မှုတွေကိုနိုင်ရှင်းကျင်တဲ့အခါမှာကျွန်တော်တို့ဟာ we use like ကိုပဲသုံးတယ်တဲ့ not as as ကိုမသုံးဘူးတဲ့ဟုတ်ကဲ့ဒီအလေး example လေးကို post လုပ်ပြီးတော့မှလေ့လာစေချင်တယ်ဒါပြင်ကျွန်တော်တို့ exercise ကိုပတ်ကြရအောင် complete the following sentences using as like အောက်ကကုလများကိုတဲ့ as not like ကိုတုံးပြီးတော့မဖြစ်ပြပါတဲ့ I'm teaching the meeting blah 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 in observer ဒီနေရာမှာကတော့ကျွန်တော်ဟာတဲ့ in observer observer ဆိုတာလေ့လာသူတယောက်အနေနဲ့ဒီအစည်းအဝေးကိုတက်နေတာတဲ့အဲဆိုတော့ဘာဖြစ်မလဲ as ဖြစ်မလား like ဖြစ်မလား Yes you got it right as ပဲတုံးရမှာပါ The baby is more blah 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 his mother than his father အဲ့တော့ ီနေရာမှာကြတော့အဲခလေးဟာတဲ့အဲသူ့အဖေအဖေချစ်ကိုအမေနဲ့ more yes as long ဖြစ်နေတော့ like ပုံမတူတယ်ပေါ့နော် there is too much traffic in london in new york london မှာလဲတဲ့အရန်ကိုမော်တော်ကားတွေကြက်တယ် as in new york like in new york yes as in new york new york မှာတူလို့ပဲ london မှာလဲကြက်တယ် We are late for the train. ရထားမမီတော့ဘူးတဲ့နောက်ကြတော့ပြီ။ We have to run. ကျွန်တော်တို့ဟာ ီးရတော့မယ်လူပြီးရမှာလဲ like the wind လေလိုပဲတဲ့ဟုတ်ကဲ့ i'm your friend and ငါမေးမိတ်ဆွေတဲ့ and friend i advise you to think again တကယ်ချင်းတောင်းနေတယ်မိတ်ဆွေတောင်းနေတယ်ငါမင်းကိုထပ်ပြီးတော့မှစဉ်းစားဖို့ငါပြောချင်တယ်အဲ့ဆိုပါထင်မလဲ yes as ပါပဲ i want to join the air force ကျွန်တော်ရဲ့လေတပ်ကိုကျွန်တော်သွားချင်တာတဲ့အဲပြီးတော့ဘာအနေနဲ့သွားချင်တာလဲသူက fighter jet pilot အဲဒီတကယ်တိုက်လျင်မောင်သမားတယောက်အနေနဲ့သူ efforts ကို join နေတာတဲ့ yes as my father gave me this word yes ဒါလည်းစမ်းစမ်းမလို့ as a bad day present i'm afraid i can't meet you tomorrow ငါမင်းပြန်မင်းနဲ့မဆုံနိုင်တာအားနာပါတယ်တဲ့နော်ဘာလို့ဘာကြောင့်မို့လဲ as we have planned အမစီစဉ်ထားရရှိပြီလို့ပါ he is 18သူက16နှစ်ပဲတဲ့ but he sometimes behaves သူက16နှစ်ရှိနေပြီခါတည်း behaves or uh, little man. As a China, like a China, uh, yes, like a China. And she's a talented writer. Do already get a permission. So I said they were Most of her family are. Do ya? Mizazu, Mizazu, do Yes, like. That's why I said they အဲ့တော့ဆံပြေဦးဆိုရင်လည်းကျွန်တော်တခြား resource တွေကိုလေ့လာစေချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဆံပြေသာရှိသည့်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးကြပါနောက်ဗီဒီယိုမှာပြန်လည်ဆက်လုပ်ကြပါမယ်အပမ်းမကြည့်ရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ bye bye